သူနဲ့တွေ့တဲ့အချိန်သူကအရန်လိမ့်ပါတယ်တကယ်ဖျားချစ်တယ်တကယ်ဟိုမိဘစကားလဲနားထောင်တယ်အရန်လိမ့်ပါတယ်ဗောနော်ကိုကတော့လူကျင်တာအဲ့လိုပုံစံဒါပေမဲ့ကိုရဲ့ပုံစံနဲ့ကြတော့ဟိုတက်တက်ကြီးဖြစ်တော့နည်းနည်းတော့စိန်ခေါ်မှုလေးပေါ့အဲ့လိုတိုက်ပွဲလေးပါညာတော့ရှိရအောင်မင်းယူထားတဲ့မိမားတဲ့လူများလေးစားရတဲ့အားကြတဲ့အိုက်တော်အဲ့တခုထိလက်ခံတယ်ဒါပေမဲ့မင်းကတာမန်လူလို့ပြောတာအဲ့စကားတော့လက်မခံဘူးဘာလို့လဲလို့ပြောရင် သူတို့အတွက်တာမန်လို့ဆိုရင်ညီမလေးအတွက်ဟီးရိုးလေးပါဝါကြီးတယ်ဆိုတာညီမလေးအတန်ကောင်းလို့ပါဝါကြီးနေသေးတာပါညီမလေးအတန်ကြီးတုံသွားပဲဖြစ်ညီမလေးအောက်ကရော့ကရော့အောက်ပိုင်းသေးသွားပဲဖြစ်ဖြစ်လူမရှိတော့တာပဲဖြစ်ဖြစ်မှာဆိုရင်တင်ကမိသွားကြမှာပါပဲအဲ့ချိန်ကျရင်လဲကြံခဲ့တဲ့အရင်းစမမြေယောက်ျားဆိုတာကြီးကိုလဲသဘောကျပြီးထိုက်ယူရင်လဲယူနေအောင်ယူကြအောင်မှာပဲ ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရဲ့ podcast အစီအစဉ်လေးကတော့ထူးထူးခြားခြားလေးပေါ့နော်အမှုပညာဆောင်တွဲလေးနဲ့တော့တွဲခွင့်ရပါတယ်ကျွန်တော်ရဲ့ညီညီမတွေလိုလည်းဖြစ်နေတဲ့ဒီအာမင်းသားနဲ့မင်းအဆိုတော်အဲမင်းသမီးနဲ့မင်းသားမင်းသားနဲ့အဆိုတော်ဆောင်တွဲလေးနဲ့ပတ်သက်ပြီးတော့တော့ဖြစ်လိုက်တော့မသိဘူးမသိဘူးဆိုတော့အာသူတို့သူတို့နှစ်ယောက်ရဲ့ bound ဖက်မှုကလည်းထူးခြားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မျက်စိရှိမှပဲအာအချစ်သူဘဝနေပြီးတော့ ကျင်လင်များဖြစ်သွားတယ်ပေါ့နော်ဆိုတော့သူတို့နဲ့ပတ်သက်တဲ့သူတို့နှစ်ယောက်ရဲ့စီစဉ်ဖြစ်တာအကြောင်းလို့အရင်စိတ်ဝင်စားတယ်အဲအကြောင်းကိုလည်းကျွန်တော်ကျွန်တော် podcast ဒီမှာတင်ဆက်ဖို့အတွက်ကြီးရွယ်ပါတယ်ပြီးတော့ဒီအမှုပညာရှင်ဇုံတွဲဆိုတာဘယ်လောက်ခက်ခဲတယ်ဘာကြီးထူးခြားမှုရှိရဆိုတာသူတို့ပြောမှာပေါ့နော်ဆိုတော့အဲအားလေးကျွန်တော်တင်ပြချင်တာဖြစ်ပါတယ်မင်္ဂလာပါညီနေညီမမင်္ဂလာပါမတွေ့ရကြဘူးမတွေ့ရကြဘူးတွေ့ရလဲကြမတွေ့ရကြဘူးဟုတ်တယ်တကယ်မတွေ့ရကြဘူးနောက်ဆုံးထွက်တာတော့ကတော့ဟိုဟာတချင်းလေးနားထောင်လိုက်ရတယ်ဒေါသစိတ်လေး360အရန်ပေါက်တယ်နော်ညီမလေးအဲဒီလိုပါပဲကိုကြီးနော်အပြောလေးနဲ့အပေါက်ကလေးပါ ပြောလဲပြောတာပြန်ပြီးတော့ခစ်ခစ်ပြန်စားသွားအောင်လုပ်နိုင်တယ်လို့ပြောရတာပေါ့မှန်တာပါအကိုကြီးတော်သားစိတ်လေးတော့အချောက်စရာအရန်လွယ်လို့ပောက်တာတင်နေဟုတ်ပြီပေါ့ပြောတော့ပြောတော့မခံဘူးမလား โอเคအခုအခုအခုနကိုပြောသလိုပေါ့နော်အားလုံးနှုတ်ဆက်တဲ့အချိန်မှာပြောသလိုညီနဲ့ညီမနဲ့အကြတော့တကယ်ကိုအနုပညာရှင်ဇုံတွဲနှစ်ခုဖြစ်သွားတာပေါ့နော်ဆိုတော့အရင်ဆုံးမေးချင်တာကအမ်ညီမလေးဘာလို့သူ့ကိုရွေးချယ်တာလဲညီကဘာလို့အရင်ကိုရွေးချယ်တာလဲ Lady first ကျမရင်ပြောပါကျမရင်ပြောပါတော့မမရင်ပြောဩဒုက္ခအာ ညီမလေးအနေနဲ့ပြောရမယ်ဆိုရင်တော့ပထမဦးဆုံးဖျားပေးတဲ့နိုင်ရိုးပိုင်ရှင်မှန်လို့ပဲဒီဟာကအအစင်ပြည်ပြည်နဲ့တွေ့ကြတယ်အစင်ပြည်ပြည်ဆိုတာစကလုံးအဖြစ်ပြောတာပေါ့ကိုကြီးရဲ့အဲ့လိုကိုကြီးတို့လည်းသိပါတယ်အဲ့လို ချစ်သူကြီးစားဘဝမှာတော့တိုက်ပွဲကြီးလေခေါ်ကြရတာတိုက်ပွဲကြီးတော့ခေါ်ကြရတာပေါ့ဒါပေမဲ့ဘာလို့ရွေးဖြစ်သွားလဲလို့ပြောရင်ဖခင်ရွေးချက်ပြီးလို့ပေါ့အဲ့လိုပြောလိုက်တဲ့အချိန်မျိုးဆိုရင်တော့တခြားဘာသာဝင်တွေအနေနဲ့နားထောင်ရတာတမျိုးကြီးဖြစ်လိမ့်မှာပေါ့နော်ဒါတကယ်တမ်းဖူးစာပါမှညတာလေးကိုကြီးเนาะအဲ့တော့ညီမလေးရွေးချက်တာထက်ဖခင်ရွေးချက်ပေးတဲ့အရာကညီမလေးအတွက်မှန်ကန်သွားတယ်လို့ပဲပြောချင်ပါတယ်ဆိုတော့ညီအောင်ဘလိုပြောရမလဲ။ဟိုသူနဲ့ဂျုံနေဆိုလို့ရှိရင်အမှန်တမ်းပြောရင်အတွေးခေါ်ခံကြလို့ရတော်တော်များများဟိုဘာမှမတူဘူး။ ဆိုမတူညီတဲ့ပတ်ဝန်းကျင်တစ်ခုကနေပြီးတော့ဟိုတူတာဆိုလို့သူလည်းအမှုပညာလည်းမှာကိုလည်းအမှုပညာလည်းမှာဒါပေမဲ့မတူညီဘူးကအမှုပညာလောက်တာချဲတော့မှာအဲ့လိုကိုကအဆူဝါနာပါတယ်ဆိုရင်တော့မှဟိုသူလူသူတို့ရိုးပုံစံမျိုးမဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ဟိုစောစောသူပြောလို့ပဲဖျားပြင်ဆင်ပေးလိုက်တဲ့အရာကျွန်တော်ဆိုလို့ရှိရင်ဟုတ်ပါတယ်အရန်ပေါ့နော် ဟိုသူနဲ့တွေ့တဲ့အချိန်သူကအရန်လိမ့်ပါတယ်တကယ်ဖျားချစ်တယ်တကယ်ဟိုမိဘစကားလဲနားထောင်တယ်အရန်လိမ့်ပါတယ်ဗောနော်ကိုကတော့လူကျင်တာအဲ့လိုပုံစံဒါပေမဲ့ကိုရဲ့ပုံစံနဲ့ကြတော့ဟိုတက်တက်ကြီးဖြစ်တော့နည်းနည်းတော့စင်ခေါ်မှုလေးပေါ့အဲ့လိုတိုက်ပွဲလေးပါညာတော့ရှိရောဒါနောက်ဆုံးမှဖျားပြင်ဆင်ပြီးတဲ့အရာတစ်ခုမှလုံးဝရှောင်လွဲလို့မရတေချာပေါ့အရင်တော့ရုပ်မတူနော်အခုနောက်ပိုင်းဆိုရုပ်တူလေလို့ပြောလာကြတယ်ပြောလာကြတယ်မောင်နှမနှစ်ယောက်လိုပဲဆိုအဲ့လိုပုံစံမျိုးကြီးတော့မပြောလာတော့ဟိုကိုကဟိုသူ့ပုံစံ ဖြစ်သွားတယ်အဲ Iron Iron 2ဟုတ်နောက်ပိုင်းသူကိုဝင်ဆောင်မယ်ဟိုရွေချက်ရှိရပေါ့နော်ဒီနေ့ရောက်မွေးအန်ကလေးမွေးဖို့ရွေချက်ရှိရသူဘိုက်ကြီးနေတဲ့အချိန်သူအိမ်မှာနားခိုင်းတာမှာသူဆက်ဆိုသူဤဆိုဆက်ဆိုတယ်ဆိုတော့အတန်ကြောင်းမှာနည်းနည်းချောင်းဆိုးနေလို့ပေါ်သွားပါတယ်ကြီးတော့ဝင်အောင်ဆိုခဲ့တာအဲ့ဒီကူတော့ရှိတယ်ဆိုတော့အခုနဒီ တကယ်တော့ကိုရီဒီမြန်မာရဲ့အမှုပညာလောကမှာဆိုလို့ရှိရင်ကွာဒီမင်းသားမင်းသမီးတွေယူသွားတာရှိတယ်ချင်းချင်းအဲ့လိုပဲအဆိုတော်နဲ့မင်းသားမင်းသမီးတွေယူသွားတာလည်းရှိရှိဘူးရဲ့ပေါ့နော်ဆိုတော့အအဲ့ဒီမှာတမဲ့ဟိုနင်းနေတော့ရှားတယ်အဲ့လိုရှားရှားပပလေးမှာမအခုလိုမျိုးတိဥ္စောင်းမင်းသားတယောက်ရဲ့အဆိုတော်ရဲ့နှစ်ယောက်ပေါင်းဖက်သွားနိုင်နေဆိုတော့အဲ့ဒီအဲ့လိုပေါင်းဖက်မှုမှာဘယ်လိုအခက်အခဲတွေအများကြီးကြုံရလဲညှိဖို့အတွက်ခက်လာရှိလားရှိတယ်ဟုတ်ကဲ့ရှိရတော့ ဘယ်လိုပြောမလဲ तू तू ကတော့စစောပြောလို့လीဟိုသူ့ရဲ့အလုတ်က तू ကတချင်းသွားဆိုသူနဲ့တန်တန်ကြီးတခုကို तू ယူမယ် तू ကလည်းပြန်ပြီးမယ် तू ဝတ်ဆရာရှိရဝတ်မယ်ဆိုဆရာရှိရဆိုမယ် तू လုံမယ်ပြင်ပြန်လာရင်ကျွန်တော်တခါယူခုရစာ तू သူ့ဘွားတော့ तू အိမ်ပြန်ရောက်လာပြီဆိုလို့ရှိရင်ရော့မီပြဿနာအကုန်သိနော်ပြီးလို့ရှိရင်သူ့အတွက်အကောင်းဆုံးကစစောတော့ပါမလို့လို့ဒါ တော်ဒီသူသူတော့အဲတူပြီပဲတူပြီစာဟောသူတော့ဒါပဲဒါဆိုဆိုတော့ကျွန်တော်ကြတော့ကျွန်တော်ပုံစံတမျိုးဆိုတော့အဲ့လိုမျိုးလေးတော့ရှိတာပေါ့နော်ဟုတ်ပါဆိုတော့ခက်ခဲဆိုရင်ဘယ်လိုပြောရမလဲအစပိုင်းတော့ခက်ခဲတယ်အစပိုင်းတော့ခက်ခဲတယ်ဘာလို့ဆိုတော့မေဂျာမတူတဲ့နေရာတစ်ခုမှာဆိုလို့ရှိရင်ညီမလေးတို့အလောက်ကကြတော့ရော့ပရမညာရော့နကာအေးအဲ့ဒါဒါလိုရင်းလိုရှင်းပြောရလို့ရှိရင် ကိုကြီးနဲ့ညီမလေးနဲ့အာဘောနော်ကိုစွမ်းထမ်းနဲ့၃ယောက်လုံးမှာအဆိုတော်ဖြစ်ကြမယ်ဆိုရင်ကိုကြီးစီငါးဘွဲလက်ခံထားတဲ့လူဆိုရင်ကိုကြီးဝရိယကောင်းရင်အဲ့ငါးဘွဲလုံးဘတ်ခနဲ့တင်လိုက်ရုံပဲဒါအမြင်အောင်ပြောတာပေါ့နော်တရုတ်ဆောင်မှာကျတော့ပို့ပြီးတော့ပြန်မှန်းပါတယ်ပို့ပြီးပြန်မှန်းမနေ့6နာရီတည်းထွက်သွားည10နာရီမှပြန်ရောက်လာအဲသူနဲ့ဆိုရင်ဖုန်းပြောအချိန်အဲ့လိုအချိန်ဒီမှာတယောက်နဲ့တယောက်ကနည်းနည်းဝေးกว่าသွားနိုင်တဲ့အချိန်မျိုးပို့ပြီးဖြစ်လာနိုင်တယ်ပေါ့နော်အဲအဲ့ဒါမျိုးခံစားရတယ် အဲ့လိုဝေးကွာသွားကြရည်လို့လည်းရှိတယ်ရှိတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါဟုတ်တယ်အဲ့ဒါလေးကကျွန်တော်ကိုယ်တိုင်ကဖုန်းမဆက်ဘူးဆိုလို့ရှိရင်သူဆက်ထားမစ်ကောရတော့ရှိရအောင်ကျွန်တော်ကိုယ်တိုင်မကင်ဘူးမဆက်ဘူးမအားဘူးဆိုလို့ရှိရင်အဲ့လိုနှစ်ယောက်ကတဖြည်းဖြည်းနဲ့ဆက်လာတာပေါ့နော်ဝေးကွာပေါ့နော်စိတ်ထဲမှာတော့နင်းနေတော့ဝေးကွာဝေးတော့ပါဘူးပေါ့အဲ့ဆိုတော့ဒီတော့ပေါ့အခုဆိုလို့ရှိရင်ကိုကိုပိုင်းအိမ်အောင်လေးဖြစ်လာတဲ့အခါကျတော့သူ့ရဲ့အလုပ်တွေမှာဆက်မလုပ်ဖို့ကန့်တတာမျိုးတွေပါတယ်ဗျာညီမတို့အထင်မှရှိလားအဲ့လူသူအဲ့ဒါတော့မရှိဘူး ူကျွန်တော်လွတ်လပ်ခွင့်မီတယ်မင်းလို့မင်းလုံးမယ်မင်းတဘောဒါမဲ့တခုရှိရဲ့ပြောတော့အားကြောင့်ဟိုသူတခါကျလည်းအမေနေရအမနေရပေါ့ခါကျအများတန်းတော့သူကသူ့မိရဲ့ထုပ်ွေ့ခြင်းခံတာသူကခလေးတယောက်လိုဖြစ်နေအောင်ပေါ့နော်ဆိုတော့ဟိုအဲ့ဒီညံမျိုးကြလို့ရှိရင်သူကကျွန်တော်ချတာမင်းဒီဟာလုံးလုံးတော့ဒါဖြစ်မယ်မင်းဒီလမ်းရှောက်မယ်ဆိုရင်တော့ဒါဖြစ်မယ်စဉ်းစားပေါ့ကျွန်တော်အဲ့မှာစဉ်းစားကျိုးတည်ကြရဲအဲ့လမ်းကြောင်းကိုဆက်ပြီးတော့တွားနေမှာဆိုရင်သူ့ဒူးဆိုင်မှုကတော့နေအောင်တည်ကြပါဦး။ဘာလို့လဲဆိုတော့ ကျွန်တော်အဲ့အရင်တော့ကျွန်တော်ဟိုအပေါင်းသင်းရမြတယ်ညာတော့အလုပ်ပြီးွားရင်တော့မှကျွန်တော်တို့ကမပြန်ကြတဲ့အဖွဲ့အိမ်ပြန်ရောက်ဖို့ခက်တယ်ခက်တယ်ပြီးတော့ကျွန်တော်ပြီးတော့ကြော်ကားပါတဲ့အခါကျလို့ရှင်ရှိသမျှအားလုံးရောပတ်ဖို့အဲ့သူကနောက်မှတည်ဟာ why လုပ်ပြီးအိမ်ပြန်ဖို့လေပြန်ပြောတယ်ဆိုတော့ကျွန်တော်အလုပ်ကဟိုမုန်းနေမှုချုပ်ပုံစံမျိုးဖြစ်တာရေရှည်ဆိုလို့ရှင်တော့အဆင်ပြေပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဟိုအာနာတက်တဲ့အရာတစ်ခု ်သူကတော့တင်တယ်အများနဲ့တင်ဟိုအားနာကြမလို့ကိုယ် professional တွေတရားလုပ်တယ်ဆိုလို့ရှိရင်အခုချိန်ကြီးလဲဒါတော့အစုခံနေရတော့မယ်ဆိုတော့တေးကြရငါနဲ့ဒီလုပ်ကတော့မခိုက်တော့ဘူးအဲ့ဒါလို့ရှိရင်ညီဘက်ကအ short ပေးပြီးတော့ဒီအလုပ်တွေမလုပ်ဖြစ်လိုက်ဘူးအနုပညာအလုပ်တွေကိုအဲ့လိုပြောလို့ရအဲ့လို short ပေးတာမဟုတ်ကို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 ရဲ့ဟိုဟာဟိုဖြစ်ဒါမှမဟုတ်သူ့နားမနေရဟာပျော်သွားတယ်ကျော်ပါကျော်ကြီးကကျောင်းကိုရွေးချယ်မှုပေါ့နော်အဲ့တော့ဘာလုပ်လဲဆိုတော့ဒီအနုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့သူ့ရဲ့ဟာကိုကျွန်တော် creation လုပ်ပိုင်မှရှိတယ်ဒါပေါ့ ကျွန်တော်စိတ်ထွက်ပေါက်ပဲဟုတ်ပြီဟုတ်ပြီဟုတ်ပြီဟိုမှာ music video တွေ writer လုပ်လို့ရနိုင်မယ် writing လုပ်လို့ရနိုင်မယ်အဲကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်အာရီသားနည်းနည်းရှိနေချင်းညာကျွန်တော်သူ့ဖန်ပြီးပြလိုက်တယ်အဲကျွန်တော်စိတ်ထွက်ပေါက်တကူ ခုပေါ့နော်ဒီအိမ်အောင်တစ်ခုမှာအိမ်အောင်တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်ဘလို့ပဲဖြစ်ဖြစ်ဟိုါလေဘယ်အိမ်အောင်ပဲကြီးကြီးပေါ့နော်ဆိုတော့ဟိုကမျိုးသမီးတော့လကောင်မျိုးသားတော့ပေါ့တူဦးမှာ power တော့ပူကြီးရယ်အဲ့တော့အမှန်မငင်းလို့မရဘူးဆိုတော့ညီမတို့ရှိမှာရောညီမတို့နှစ်ယောက်မှာဆိုလို့ရှိရင်ဘယ်သူ power ပူကြီးရလို့ထင်လဲ stage ပေါ်ရောက်သွားရင်ဒါအမှန်တိုင်းဆိုရင် arrangement မှာမြင်ဖြစ်သွားတာပေါ့နော်ကိုကြီးခုနမေးတဲ့မေးခွန်းကိုပြန်ကောက်ပြီးပြောရမယ်ဆိုလို့ရှိရင်ညီမလေးကသူ့ကိုအာ plan in နဲ့ plan B ချပေးခဲ့တာမလုပ်ရဘူးလည်းမဟုတ်ဘူးလုပ်လို့လည်းမဟုတ်ဘူး ကြိုက်တာကိုရွေးချယ်ဒါပေမဲ့သားသမီးရလာရင်ဖေကဘာလန်းเจ้าပေါ်မှာသားသမီးကိုဘာပေးခဲ့မှာလဲဆိုတာအရေးကြီးတာပေါ့နော်သားသမီးကိုចောင်းကောင်းထားခြင်းရင်ဒီချိန်ဒီမှာအာဆက်ညှောလို့မရဘူးအဲအိုင်ရင်းကရောဘာဒါဆိုဘာလို့နှုတ်ပညာလောက်တာလဲဆိုရင်ခုနပြောသလိုရော့ပရမရရော့နှခါဖြစ်တဲ့အတွက်လုံရင်လုံတဲ့လောက် income တစ်ခုရတယ်အဲ့ဒီမှာအာတရုပ်ဆောင်လုပ်တဲ့နေရာမှာဘာလို့လဲဆိုတဲ့အခါမှာ တို့ကညီမလေးတို့လိုအဝတ်တထဲကိုတခုနဲ့ရိုက်ရတာမဟုတ်အများကြီးတို့မှလိုအပ်တယ်အဲ့ဒီခါကျဖြည့်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 ပြီးွားတဲ့ခါကျတော့ကျန်တဲ့ budget လေးကတအားကျက်သွားတယ်ကိုယ်ဒါအယူသားဆုံးပြောရဲအဲ့ချိန်မှာအဲသူလဲဒါဟိုသူ့ရဲ့စီစီဘယ်လိုပြောမလဲဟိုပြန်မြင်သွားတာပေါ့နော်ဒါညီမလေးခွဲပြရင်တစ်ချိန်မဲမြင်မယ်ကို့အုံနောက်လေးနဲ့ကိုပိုင်းချလိုက်တဲ့ကျွန်တော်ဟုတ်ပြီငါသည် အပြီးတော့တွတ်ညီမလေးကိုပန်ပိုးတဲ့ပေါ့ကလကနောက်ကိုရလူတယောက်ဖြစ်သွားတဲ့အပြင်ကိုမှသူကသူ့ရဲ့ဖះဖွင့်ပြရတယ်ပေါ့နော်ဒီလိုစကားပြောရင်တော့လည်း same လားတော့မသိဘူးဖះဖွင့်ပြရတဲ့ဉာဏ်ပညာအဖြစ်သူကစီးပွားရေးလှုပ်ချင်လာတယ်စီးပွားရေးလှုပ်ချင်လာတဲ့ဟာကိုညီမလေးကအားပေးတယ်ဖြစ်တဲ့နယ် နေ့မျိုးသားပါလို့လဲဒီလိုစီးပွားရေးတစ်ခုကိုလုပ်နေတယ်အခုလဲအဲ့လိုညီဒီပိုင်းနဲ့ပတ်သက်တာကြီးလဲသူလုပ်နေရပေါ့ကိုရက်ထားကင်မရာနောက်ွယ်ကြိုင်ရှင်းပြမယ်ကိုယူအဲ့လိုမျိုးလေးလုပ်နေနောက်ကုသသမီးရလာတဲ့ခါကျဖေဖေကဆိုတဲ့ဟာမျိုးလက်မထောင်စီခြင်းတယ်သူကလည်းထောင်စီခြင်းတယ်ဒေဒီယဆိုတဲ့အရာမျိုးလက်မထောင်နောက်ဆုံးညီမလေးတို့နှစ်ယောက်လုံးပျောက်ွယ်သွားတဲ့အချိန်မှာဒါဟိုအများနဲ့ပြောဖြစ်တာပေါ့နော်ကိုကြီးမိဘဟိုချစ်တဲ့ဟာကိုကြီးကမိဘချစ်တဲ့တည်းမှာ မမေရလေမမေရလေဘလို့လုတ်ပေးခဲ့တာဟာမမဘလို့လုတ်ပေးခဲ့တာကိုကိုကဘလို့လုတ်ပေးခဲ့တာဆိုတော့ပြောပြီးကြံခဲ့တဲ့အသားသမီးတွေကိုမွေးဖွားခြင်းနဲ့အတွက်အဲသူကရိုင်းဆုံးဖြတ်လိုက်တာကမမမင်းကတော့ stage ပေါ်မှာလက်ရှိ current နဲ့မှာမင်းအလုတ်လုတ်ပြီးတော့အာဘလို့ပြောမလဲလေတော်စားတခုလိုပေါ့နော်ကိုင်နော်လက်ရှိ current နဲ့မှာတက်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 ဆိုအမြန်ရိတ်နိုင်တဲ့လူဖြစ်တဲ့တာမင်းအောင်ပြောတယ်မင်းလုတ်လိုက် မင်းလုပ်တဲ့အရာပေါ်မှာငါ support လုပ်ပေးမယ်ငါဒီဘက်မှာငါငါလူမမြင်တဲ့နေရာမှာ silent တခုခုငါလုပ်နေတယ်အဲအဲ့လိုပုံစံနဲ့သွားတဲ့အတွက်ကြောင့်ရုတ်တရက်ကြီးလာရင်ညီမလေးက power ကြီးနေတယ်လို့ဖြစ်နေအမှန်နဲ့ဘာလို့ဆိုလူသိနေလို့ဟုတ်တယ်ဟုတ်တယ်ညီမလေးပျောက်သွားတဲ့နာမည်ပျောက်သွားတဲ့နေကြရင်အလိုလိုနင်းသူ power ကြီးသွားမှာဘာလို့ဆိုသူကအိမ်တော်ဦးစီးဖြစ်နေလို့အေးဟုတ်တယ်ဟုတ်ပြီးတော့အဲ့ဘသူ power ပိုကြီးလဲဆိုတဲ့အရာဒီဒီမနဲ့လည်းစဉ်းစားဆိုတော့အမျိုးသမီးတူဦးကပြောဟိုကနင်းယောက်ျားဟိုရိုင်းနေ ိုင်းနေရောဘာလို့ဂျိုင်းလာလဲမသိဘူးဒါပေမဲ့အဲ့ဒါလေးတက်ဆက်တယ်ပြောပြရကြဘာလို့ဟုတ်ဂျိုင်းနေလို့ပေါ့ထင် Okay အဲ့ဒါသူ့ကိုပြန်ပြီးတော့ရှင်းပြရအောင်နော်ငါတို့ relationship ကရောလို့ဟိုငါတို့ဟိုပေါင်းနေမိတ်ဆွေနည်းတယ်လို့ဘာလို့လဲဆိုတော့ကိုယ်ပဲအားနေတာလားကိုယ်ပဲဟန်ဆောင်မှုအားနေလို့လားမနေတတ်တာလားတော့မသိဘူးအဲ့လိုမိတ်ဆွေတကယ်ချင်းအပေါင်းအသင်းနေတယ်ပြီးတော့ဆွေမျိုးသားချင်းမနိုင်ပြောရင်နေတယ် ပြန်ခြုံကြည့်မယ်ဆိုလို့ရှိရင်တကယ်တကယ်နှစ်ယောက်ပဲရှိတယ်။ဆိုတော့ဟိုသူ့ကိုဆိုလို့ရှိရင်ကိုယ်တစ်ခါကျအမေလိုကိုညမလိုကိုသမီးလိုအဲ့လိုကိုရဲ့လုံးဝဂျင်စီရမ်းဆန်တဲ့တငယ်ချင်းတယောက်ပေါ့။အဲ့လိုအဲ့လိုသူ့ဆက်ဆန်တာ။တစ်ခါကျရင်ကျွန်တော်မိရဟုတ်တယ်။ဟိုသူတို့ပြောလဲပြောချင်းညာနေနှစ်ယောက်ကြာကြာနေတယ်။ဘာလို့နင်းပေါ်ဆက်ဆန်တဲ့အရာတခုอ่ะကျွန်တော်စကားပြောရင်တော့နေနှန်းကလည်းမပြောဘူး။ဒါပေမဲ့အဲ့တော့ဘူးမသိဘူး။ဒါကျွန်တော်နှစ်ယောက်မှာတယောက်နဲ့တယောက်အားထားရတယ်လေးစားမှုသူ့ကိုပေးတာ။ ချစ်ချင်းမြတ်တာပြရဂူးဆိုင်မှာအဖေတယောက်လိုလည်းပြီးထားတယ်။အခါကျရင်ကျွန်တော်အမေတယောက်လိုလည်းပြီးထား။ဒါပေမဲ့အဲ့တော့ကိုသူတို့ကမမြင်ဘူး။ဒါပေမဲ့ကျွန်တော်ကစိတ်လွတ်ကိုလို့ကျွန်တော်ကျွန်တော်ဟန်ဆောင်ညူရမ်းပင်မှန်တယ်ပို့ပါအခုအခုလိုထိုင်ပြီးပြောနေကျွန်တော်တို့အရန်ပင်မှန်တယ်။ကျွန်တော်အဲ့လိုပို့အားဒီလို၆ရက်ကတင်ကိုကလွတ်လပ်ကိုအဲ့လိုမျိုးကြောပြကြနေတယ်မှန်တယ်။ဒါပေမဲ့သူတို့အမြင်ကတော့ငယောက်ကြအရင်ရိုင်းနေပို့ဆိုတော့ဒီခါလေးကျွန်တော်ပြောမတတ်တာလည်းရှိကောင်းရှိနေစဲလို့ဖြစ်သွားတယ်။ကျွန်တော်ကိုလို့မှုညာမကောင်းလို့လည်းအဲ့လိုရိုင်းလို့ဖြစ်သွားတယ်ရှိကောင်းရှိနေမှာ။ဒါပေမဲ့ ဒေါသဖြစ်ရင်တော့မပပပပလို့နောက်ဆုံးဗဇက်ကနေရောမပြောချင်တော့ဆိုသူကဘာလို့လဲတော့ကားကားပေါ်မှာပဲအဲ့ဒါစကားမပြောတော့ကျွန်တော်ပွားတယ်ပွားပြီမသူမမမင်းကဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အရန်ဒေါသထွက်လာပြီလို့ရှိရင်စောက်လောက်တော့ကျွန်တော်ပြောလိုက် तू မကြိုက်ဘူးလားနေနေငါနဲ့မကြိုက်ဘူးစောက်လို့ပြောအဲ့လိုယောက်ျားလေးတပောက်ကအဲ့လိုဆဲတာတိုင်းထွားသူမကြိုက်ကျွန်တော်အရန်တော့သွားထွားရင်အာကျွန်တော်အဲ့ဒါတုံးလိုက်ပြီဆိုလို့ချင်းအဲ့အနေများဝင်သူလုံးဝလက်မကြည့်ရောပါ ဒါကြောင့်မျောက်ရဲ့တယောက်နဲ့တယောက်ထားရဲ့လေးစားမှု respect ပြီးလို့ရှိရင် तू 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 အားကိုးလို့တယောက်နဲ့တယောက်အပြန်လမ်းပေါ့အဲ့လိုမသိစေက तू ဆိုလို့ရှိရင်တစ်ခုခုလုပ်မယ်ဆိုတော့ထမင်းစားတာပဲဖြစ်ဖြစ်အလုပ်တစ်ခု decision ချမယ်ဖြစ်ပွဲလက်ခံတာဖြစ်တယောက်နဲ့ပြောင်းမှုဆုံးပြဒါပေမဲ့အဲ့အရာတစ်ခုဘယ်သူမှမမြင်မြောက်ကြရိုင်းနေဘာဖြစ်တယ်ညာဖြစ်တယ်ဩငါတို့နေနေက live လေးကိုလာကြည့်လိုက်ပါငါတို့စီးနေခဏဒီနေ့လေးတည်း စိတ်မကောင်းဘူးပြီကျွန်တော်ကားမောင်းနေတယ်ဟောဘာလို့အဲ့လိုထင်ရလဲဒါပေမဲ့ဟိုကျွန်တော်တင်ယူစရာလေးတော့ဖြစ်တာပါဖြတ်ပြောတာတော့မဟုတ်ဘူးကွာညီမလေးကကြတော့ကြည့်လိုက်ရင်အဲငငငယ်တဲကပေါ့နော်ဟိုစီကန်အတွင်းထဲမှာတအားကြီးပြင်းလာရတဲ့ကလေးတယောက်ဖြစ်တော့ဒီလိုပေါ့အခုနသုံးနဲ့သုံးနှုံးတော့လည်းမသုံးဖြုတ်ပေါ့ဒါပေမဲ့ကြည့်လိုက်ရင် तू ကတအားဟိုပျော့ညံ့မယ်ပယ်လို့ထင်တယ်ဒါပေမဲ့ညီမလေးကချစ်လာတဲ့အရာကိုရင်ဆိုင်တယ်ကိုကြီးရဲ့ညီလေးကကြတော့ သူ့ပုံစံအရင်ဝါးဟုတ်ဖြစ်တယ်အားဟားတယ်အဲ့တော့ဝါးဟားဝါးပေါ့ပြီးတော့အဲ့ပြုတ်ခွေသွားတာသူပြုတ်ခွေသွားတာသူမလေးကပြောဘာဖြစ်မှလဲဘာလုံးမှလဲဘလို့ရင်ဆိုင်မှလဲโอเคအဲ့ဒါဆိုရင်မတိပဲနဲ့ကိုယ်ကိုတုံးသက်ဝေဖန်တဲ့လူတွေဆိုလို့ရှိရင်ကိုကြီးကကုနာပြောတဲ့ခါမျိုးမှာသူပြောတဲ့စကားလေးတခုတော့မှတ်သားထားမင်းယူထားတဲ့မိမအားတဲ့လူများလေးစားရတဲ့အားကြတဲ့အိုက်တော်အဲ့တခုထိလက်ခံတယ်ဒါပေမဲ့မင်းကတာမန်လူလို့ပြောတာအဲ့စကားတော့လက်မခံဘူးဘာလို့လဲလို့ပြောရင် သူတို့အတွက်တာမန်လို့ဆိုရင်ညီမလေးအတွက်ဟီးရိုးလေဟင်းဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မလားညီမလေးအတွက်ဟီးရိုးလေဘာလို့လဲလို့ထပ်ပြီးတော့အဲ့ဟာကိုထပ်ပြီးညီမလေးဒိတ်ပဲထပ်ဖွင့်ရမယ်ဆိုရင်ပါဝါကြီးတယ်ဆိုတာညီမလေးအတန်ကောင်းလို့ပါဝါကြီးနေသေးတာပါညီမလေးအတန်ကြီးတုံသွားပဲဖြစ်ညီမလေးအောက်ကရော့ကရော့အောက်ပိုင်းတည်သွားပဲဖြစ်ဖြစ်လူမရှိတော့တာပဲဖြစ်ဖြစ်မှာဆိုရင်တည်င်းကမိသွားကြမှာပါပဲအဲ့ချိန်ကျရင်လဲကြံခဲ့တဲ့ Iron Man မြေယောက်ျားဆိုတာကြီးကိုလဲသဘောကျပြီးထိုက်ယူရင်လဲယူရအောင်ယူကြအောင်မှာပဲ ဟုတ်တယ်မလားကိုကြီးအဲ့ဒါ power g ရဲ့လူကညီမလေးကအိမ်တိမ်မှာမသုံးဟိုဘယ်အိမ်မှာပဲဖြစ်ဖြစ်မိခိုးတဲ့အမေအလုရှာအလုလုတဲ့အဖေနှစ်ယောက်လုံးကဘယ်သူမှ power မကြီးဘူးကိုကြီးအိမ်မှာမထိန်သိမ်းနိုင်ဘလောက်ရှာရှာအလကားပဲအိမ်ကဘလောက်ပဲထိန်သိမ်းနိုင်မစီအပြစ်မှာဖောက်ပြန်နေအလကားပဲအဲ့တော့နှစ်ယောက်လုံးရဲ့ power ကညီမအဲ့အိမ်တောင်က balance ကမျှမယ်လို့ထင်တယ် โอเคအရန်ကောင်းတဲ့အဖြေလေးပါဗောနော်ဆိုတော့တခုတိကျနေတာအခုအခုလိုမျိုးအိမ်တောင်တက်လေးတခုရှိလာပြီဆိုတဲ့အချိန်မှာအာအရင်တော့လို့တဝင်းတူတယ်ဆိုတဲ့စိတ်မျိုးလေးရှိလာတမီးစားဘွားတော့ကလို့အဲ့ညီမလေးရင်ဖြေလိုက်လို့ဗောနော်ဘာလို့ညီမလေးကတမီးစားဘွား6နှစ်နဲ့အိမ်တောင်တက်ဒါနဲ့ဆိုရင်၅လပိုင်းဆိုရင်ဒါ၃လပိုင်းเนาะ၃လပိုင်းဆိုညီမလေးကအရန်အရန်မိုက်သူသူရဲ့သူရဲ့စိတ်ပိုင်းဆိုင်အဲ့ဒီကူမပြောခင်နဲ့เนาะ၃လရှိပါ6နှစ်နဲ့၃လမှာ အာကိုဂျိုးဆက်ပေါ့နော်ဒါကိုဂျိုးဆက်ခေါ်ကိုစွမ်းထက်ရဲ့ဖုန်းကိုတခါမှမကင်ဘူးလာနေလို့ main ကလေးနာမည်တွင်မှောက်လိုက်တယ်အဲ့တော့အဲ့လိုမှောက်လိုက်တဲ့အတွက်အဲ့လို irony idea ပါတယ်အာတမီးညီမလေးဘက်ကတရရာခိုင်တော့အဲ့ဒါကိုစွမ်းထက်ပုံမှာမမဟုတ်ဘူးပေါ့နော်ညီမလေးဘက်ကမေကြီးเออพี่อ่ะซ้อมมาล่ะซ้อมได้ด้วยจ้ะเมยี้ปอมมาตัวละกองไอ้หนองบัดปอมมาตัวละกองยีซาบัวมาโหญาติตะยายาไก่น้องไปอ่ะกุ๋ย သူတို့လက်ခံတဲ့ပုံမှာမူတည်ရယ်မူတည်ရယ်ဟာသူတို့ကညီမလေးပေးတာကိုငါ့ကို20ဘူးလောက်ပေးပြီးတော့အကြီးကျယ်လာပြောနေလို့ပြောရင်20ဘူးပဲယူထားလို့အဲ့ဒါအရန်ကြီးရယ်ဟိုတောင်းဝင်ရန်ကြီးရယ်တောင်းရန်ကြီးဘာလို့လဲလဲသူကိုယ့်ဘောမှာယုံကြည်မှုအပြည့်ပေးရတာကိုငါချိုးဖြတ်လိုက်ရင်ကိုတော့မိုက်တယ်ကောင်ရှိတယ်ပြီးတော့အဲဖြတ်ပြောတာတော့မဟုတ်ဘူးကောနော်အဲဟိုစာချောင်းလေးပြတ်သွားမှဆို main ကလေးတချို့ ထားတဲ့စိတ်ကလေးကိုပေါ့ညီမလေးကဆရာမကြီးမဟုတ်ဘူးကိုရဲပြီးတော့ motivation ပေးတဲ့ speaker လည်းမဟုတ်ပါဘူးဒါပေမဲ့ထားနိုင်တဲ့ဟာလေးကဘာလဲဆိုတော့ကိုကလေကိုမမယုံကြည်ရင်ကိုချစ်သူကိုယောက်ျားကိုဘယ်သူမှယုံကြည်မဲ့လူမရှိဘူးအဲ့ဒါနံပါတ်1ပေါ့နော်အာလူတိုင်းကဆွဲချဖို့ပဲအဓိကပေါ့လာပြောရင်ဟဲ့အဲ့ဒီဘဲရအဲ့ဒီစော်ကအဲ့ဒါထက်နည်းနည်းမြင့်တဲ့စကလုံးတွေတုံးနေပြန်ကောင်းပေါ့ဘာညာဆိုဘလို့ဖြစ်တယ်ဘယ်မှာဖြစ်တယ်ဆိုတော့ ကိုမျက်စိနဲ့မြင်နားနဲ့ကြားရင်ညီမလေးကယုံတယ်သူများပြောတဲ့ဟာဆိုရင်ညီမလေးကမယုံတတ်ဘူးအဲ့ဒါကတော့အရင်နဲ့อ่ะအဲ့တော့ငါတော့ပေးလိုက်တာငါခင်မွန်ငါချစ်သူငါတရားရခိုင်တော့ပေးတာပြီးတော့လူတိုင်းကကိုကိုကိုချစ်တယ်ကိုကြီးကကိုကိုကိုချစ်နေတဲ့သားနဲ့ကိုယ့်ရဲ့အောင်မြင်မှုလက်ရှိရှိနေတဲ့အချိန်မှာအိမ်အောင်ပြုဖို့အရန်စဉ်းစားကြတဲ့အချိန်မှာညီမလေးကအိမ်အောင်ကိုအမေ၃နှစ်ဆုံးနာ၃နှစ်တင်းတင်းပြည့်ရဲ့နေမှာညီမလေးအဲ့နှစ်မှာယူခဲ့တာအဲ့တော့သူ့ကိုချစ်တဲ့အရာကအောင်မြင်မှုနဲ့အဲပေါ့နော်ဟို အများအကုန်လုံးအလုံးစုံနဲ့လဲတာအလုံးစုံနဲ့လဲတာသူလဲတည်တဲ့ခါကျတော့ငါရဲ့မြတ်တာကတရားရဂိုင်းနှုံးပေးထားတယ်သူ့အတွက်လုံလောက်မှာပါပြီးတော့သူ့လိုချင်တဲ့အတန်ကိုမှပဲရှိရလေအဲ့ဒါသူသူကြားချင်တဲ့အတန်ကိုမှပဲရှိရဘလောက်ပဲချောမောလမ်းပြန်နေပါစေအဲ့လိုချောမောတဲ့လူတွေအများကြီးရှိပေမဲ့အတန်တော့တယောက်တည်းမှာပဲရှိရ ်အဲ့ဒီ confidence ကတော့အပြည့်ပဲအလေးလို့မလို့ရအောင်ဆိုတော့နောက်တစ်ခုမေးချင်တာပေါ့နော်တခါလေတချို့ကိစ္စတွေမှာကိုကိုရီးယားယုံယုံကြည်ကြည်နဲ့ဟိုလှုပ်ဆောင်ခဲ့တဲ့အရာတွေရှိတယ်ဒါပေမဲ့အဲတချို့တော့ အခြေအနေအကြောင်းအကြောင်းကြောင့်ပေါ့နော်ဆိုတော့အာပုံမှန်လှုပ်ဆောင်နေကြတာနေပြီးတော့မလှုပ်ဆောင်ဖြစ်ပင်နဲ့အာဒီကိုယ့်ရဲ့ daily life မှာပဲကိုကျင်နေနေရတဲ့ခါမျိုးရှိတယ်အဲ့ခါမျိုးမှာလူထင်မှားကြတယ်အများကြီးဖြစ်လာတယ်ပေါ့နော်ဆိုတော့လူထင်မှားတယ်ဆိုတော့တစ်ဖက်ကသူတို့အမြင်ပေါ့ဆိုတော့အဲ့လိုမျိုးအထင်မှားလာတဲ့ခါမျိုးမှာကိုယ့်ကိုမဟုတ်ဘဲနဲ့အပြောခံလိုက်ရတာမျိုးတွေကြုံကြုံတက်တယ်အထူးသဖြင့်အနုပညာရှင်တွေပါပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးဆိုလို့ရှိရင်ညီမလေးတို့ဘယ်လိုဖြေရှင်းလဲအာဘယ်လိုခံယူချက်ထားပြီးတော့ဆက်ပြီးတော့လှုပ်ဆောင်နေရှိလဲဟုတ်ကဲ့ ဲ့ဒါဆိုဘာလို့ပြောမလဲရေပြားလို့ထူဟုတ်အဲ့ဆို arrange ပြောလိုက်ပါမယ်ဘာလို့ဆိုအဲအဲကိုစွမ်းတက်ကိုအရင်ပြောခိုင်းလိုက်ရင်မဟုတ်မဟုတ်မဟုတ်ပြောပြောပြီးမှမဟုတ်တော့ပြီးရင်ဘာဖြစ်လဲဆိုတော့နည်းနည်းပြောမယ်အော်ဟုတ်ကိုကကြတော့မန္တလေးမြို့ယောက်ျားလေးဆိုတော့တူပြန်နေတယ် mainly ကြတော့အုံနှောင်းနဲ့စင်တာသူကိုရီးယားကြတော့အဲ့ဒီအောင်အရင်မတွေ့ဘူးကွာအမတွေ့ရင်ကျွန်တော်ရှုံးတာကျွန်တော်ဒေါသအရင်ထွက်လိုက် အထူးသဖြင့်လက်ချွေးပြန့်လာတာဒါကြီးဇက်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 တုံးသူ့ဘလူးတုတ်ပြန့်မယ်ဆိုတဲ့ဟာကိုစဉ်းစားဟာဘာလို့ဒီလူပြောလဲအခုနောက်ပိုင်းဟောဘာလို့ဒီလူပြောရတာလဲ okay စင်ပြူးတင်နေဘလော့တယ်ပေါ့အဲအခုနောက်ပိုင်းအရင်လောကကျတော့ဟာပြန်ပြီးတုတ်ပြန့်ရင်ဒါကြီးကလုံးဝအမှားတစ်ခုပဲကွာအဲ့ဒါကြီးကအများကြီးကြုံကြုံကြုံတာကျောဘာရင်ဖြစ်တာလဲ ညို့ပြီးခူပါတယ်သူကလေတမိုင်းတုံးကနေလို့မကောင်းဘူးတခုအဖြစ်လို့ခြင်းတယ်ဝါဒီလာအဲ့တော့ဟိုဘာကြောင့်လဲငါကြောင့်မှဖြစ်ရတာလားအဲ့အဲ့သိရမလားအဲ့လိုမျိုးဆိုတော့ကေမပြောအော်တပိုင်းအဲ့ဒါကပြောရင်မောင်းညောင်းမှန်းဆိုအဲ့ဒါကကြတော့လေခွေးဒီကာလပေါ့နော်ဒီဒီတက်တန်းကာလလေးမှာပို့ပို့ကြုံရတယ်ခွေးရလူတယောက်က လူတယောက်ကချစ်ပြီလို့ပြောရင်အများစုကဝိုင်းချစ်ပေးကြတယ်။လူတယောက်ကစပြီးတော့ကန့်လန့်စဖြစ်ရင်အနောက်ကကန့်လန့်ကိုအများစုပါလာတတ်ကြတယ်ပေါ့နော်။အဲ့ထဲမှာမှတော်တော်လေးချင်းချိန်ပြီးတော့ချင်းချိန်ပြီးတော့အဓိကတော့ဆိုရှယ်မီဒီယာကိုပဲပြောတာပေါ့နော်။အဲဟိုဒီချင်းချိန်ပြီးတွေးပေးတဲ့လူတွေကရန်ဖန်ရန်ခါကြားတဲ့ပေါ်လာနိုင်တော့ညာလဲအာအမုံနဲ့စလိုက်အမုံနဲ့ပဲတော်တော်များများကလေအဖြေမရှိဘူး။ ဆဲဟိလို့ပြောရင်ဝိုင်းဆဲကြတယ်ဒါပေမဲ့ဘာကြောင့်ဆဲကြရလဲဆိုတာကိုအဖြေမရှိဘဲနဲ့ဝန်စားကြတာရှိရဲ့အဲ့လိုမဟုတ်ဘူးဘာလို့ကျွန်တော်ဆဲနေရလဲအကြီးရဲ့ဆဲဟုတ်ကျွန်တော်ကဘာလို့ဆဲရတာလဲပြောတီးဦးရဲ့ဘောကညီဆဲလို့ရငါလည်းဝိုင်းဆဲဟုတ်အဲ့လိုပေါ့အဖြေကတော့မရှိဘဲနဲ့ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဘလို့မျိုးတုံးပြန်လဲဆိုတော့ညီမလေးကဟာသူ့ပြောပြတယ်ပေါ့နော်ဝန်နေတာပေါ့ကိုကြီးရဲ့ဘာမှမဟုတ်ဆိုတော့အရင်ဆုံးဝန်နေတာပဲဟုတ်တယ်ဟုတ်တယ်ဘာအကြောင်းညာကြောင့်မလို့ဆဲရပြီးတော့ငါ့ကြမှာဘာလို့ဆဲတာလဲ အများကြီးရှိရလေဒီလိုသာဒီလိုပြောကြေးဆိုရင်ပြောရမယ်လက်ညှိုးထိုးပြရမယ်လို့အများကြီးဒါပေမဲ့တပားသူလက်ညှိုးထိုးပြီးမှကိုအစင်ပြေသွားဖို့တော့မရွေးချယ်ပါဘူးဒါပေမဲ့ဘာလို့တွေးလိုက်လဲဆိုတော့နင်တို့ဆဲနေတဲ့လူတွေကငါ့ကိုတကယ်အားပေးတဲ့သူတွေမဟုတ်တော့ဘူးငါ့ကိုတကယ်ချစ်တဲ့သူတွေကကြတော့ကျန်းစာရေးမှာပါချစ်ချင်းမြတ်တာအားဖြင့်သူ့ရဲ့အပြစ်ကိုတော့ဖုံးနိုင်တာတကယ်အပြစ်ကိုတော့ဖုံးနိုင်တာဆိုတကယ်ချစ်တဲ့လူတွေကကြတော့ तू ဘာပဲအမားကြီးပဲကျူးလွန်နေစေဟုတ်အပြစ်ကိုဖုံးနိုင်တယ်ဆိုတော့ ချစ်ချင်းမြတ်တာမပါတဲ့သူတွေဒါလည်းဒီအပြစ်ကိုလက်ညှိုးထိုးပြီးထောက်ပြနိုင်တာဖြစ်တဲ့အတွက်ဒါချစ်ချင်းမြတ်တာအစစ်မှန်ပေါ့ဟိုဟာ toilet ကထွက်လာတာဥပမာပေါ့ toilet ကထွက်လာရင်ဖက်နက်ကိုအလဲမှာမချွတ်နဲ့လို့ပြောတာခဏခဏရှိတယ်ဒါမှချွတ်တယ်ဒါမှချစ်တဲ့စိတ်ကြောင့်ကိုကကိုပဲဖဏလေးဟိုဘက်တိုးပေးလိုက်တယ်။ Okay နောက်ဆင်ညာ။ဟုတ်ဒါဥပမာပြောတာပါခွေးရဲ့။အဲ့တော့သဘောတရားအဖြစ်ပြောရလို့ရှိရင်ချစ်တဲ့သူတွေကတော့တိုက်ခိုက်ဖို့အတွက်အဲရန်လိုဖို့အတွက်အမတ် နည်းနည်းလေးထက်ကနေဖြစ်သွားရင်တော့မှသူတို့ကမဟုတ်တော့ပါဘူးသူကသူစားဝတ်နေကြောင်ဖြစ်မှာပါတစုံတစ်ခုကြောင်ဖြစ်မှာပါလို့တွေးပေးနေကြတဲ့သူတွေရှိတဲ့လူတွေကိုအတွက်ကိုပဲတွေးလိုက်ကြတော့မယ်အမှားပြီဟေးလို့ပြောလို့ရှင်ရင်သူခမရမှားခြင်းလို့မှားတာလားအမှတ်တမဲ့မှားသွားလားမှားခြင်းလို့ကိုမှားတာလားဆိုတော့ခေါင်းစဉ်ကိုမခွဲပြားပဲနဲ့ဘာပဲဖြစ်ဖြစ်လာကိုစွန်ကြီးလောင်းနေဆိုတော့လူတွေအတွက်ကတော့ မစင်းစားတော့ဘူးပေါ့ကိုရေဝန်းနေလက်ဆနဲ့အဲ့ဝန်းနေတဲ့နေရာလေးမှာပဲအဲ့ဒီတန်ရောစင်ကျိုးလေးကိုဖြတ်ခဲလိုက်တော့တာအဲ့ဒါဆိုလို့ရှိရင်အခုဟိုဟာညီမတို့ရဲ့အနာဂတ် family plan ကကြတော့ဘယ်လိုစဉ်းစားထားပြီလဲဒီဒီနှစ်ကတော့အလုပ်လေးနည်းနည်းလုပ်အောင်မယ်ကိုရေအဲရှေးနှစ်လောက်တော့နည်းနည်းစဉ်းစားမယ်ပေါ့နော်ဟေး ကျွန်တော်တော့ရမ်းလူချင်းတယ်တွေ့ကြရကလေးကောက်ဆွဲနေရသူကတော့ဆိုတော့အနုပညာလှူရှားမှုအနေနဲ့ကြတော့ဗောဒါဒါတော့ဒီ final make ကိုအနေနဲ့ပြီးတာပါအဲ့တော့ဒါကတော့နည်းနည်းဘယ်လိုခေါ်မလဲ traditional media ဆန်သွားတာဗောဒါကတော့မပေါ့မဖြစ်မေးပေးရတာဗောဟုတ်ဖြေလိုက်မယ်ဟုတ်ဖြေလိုက်မယ်သူ့မှာဟိုတချင်းနေရစီထားရတယ်အများကြီးတချင်းနေရကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ထုတ်လိုက်တယ်ဆိုတော့ကျွန်တော်နည်းနည်းလေး ဟိုးဘဘဖြစ်တဲ့ဟာလေးပဲထုတ်လိုက်တကယ်အဲ့လိုမျိုးကျွန်တော်လုံးဝကျွန်တော်မတ်စတာဘီတီလုံးဝအရန် try လုပ်ထားတဲ့ဟာလေးကြံ့နေရတယ်မထွက်ရတည်တယ်အများကြီးထွက်တည်တယ်ဟာလေးဆိုအဲ့တော့ဒီဟာဟိုးအရင်เนี่ยကျွန်တော်ဒီ color ရှောက်လုံးမှာအဲ့လိုစိတ် idea ရှိရတယ်ထားထားလုပ်ပြီးတော့စုထားတဲ့ဟာလေးပေါ့နော် ဆိုတော့ဒီတိုင်းလေး तू ကတော့ပြောတယ် MP3 အနေနဲ့ထုတ်လိုက်မဟုတ်ကွာကြတော့ဟို music video ပြီးထုတ်ထုတ်ပြီးတော့မှ MP3 ပြီး lyric video အဲ့လိုမျိုးလေးပေါ့နော်တစ်ဆင့်ဆင့်ချင်းတွားပေါ့နော်ကျွန်ဒီတိုင်းကိုထုတ်လိုက်ရမှာအရင်နှစ်မျိုးနှစ်မျိုးဆိုတော့လုံးဝမဲ့ဟာတကယ်တမ်းကျတော့အများကြီးပဲလူပြညာနဲ့ပတ်သက်လို့ရှိအခုတခုတူညီမလေးကတော့ပြောချင်တာတော့ထွက်ထွက်တာထွက်လို့ရတာပေါ့နော်ဒါပေမဲ့အာအရာရာကိုချင့်ချိန်နေရတဲ့ကာလပေါ့နော် ပျော်နေလားလို့အဲ့လိုပေါ့နော်တခြင်းတွေထွက်တော့လဲအများမြင်မှာပျော်နေရလားအဲကွက်ပြီးတော့ပဲပျော်ရွှင်နေရလားဆိုတာမျိုးလည်းဖြစ်မှာဆိုလို့အရာရာတော့ချင့်ချင်ရပါတယ်ထွက်စရာတခြင်းနေရတော့ကိုယ့်အတွက်ကိုကတော့အကောင်းဆုံးလို့ထင်တဲ့အရာလေးရတော့စီထားတယ်ပြီးတော့ပေါ်ပေါ်ပဲပျော့ပျော့နွဲ့နွဲ့ဟိုလွယ်လွယ်ကူကူတခြင်းနေတဘုံမှမပါတာတော့အမခံပါလေတော့ဒီကုန်းကုန်းတော့ရှိတူတူကြီးကြီးဆိုတာဟင်း အဲ့ဒါတို့တော့ထွက်လာရင်နားထောင်အောင်မိဟာအများကြီးဖြစ်သွားတာပေါ့ဟုတ်တယ်သူတချင်းတပုတ်ဆိုရင်သူကနိုင်ဝက်တနာရီတော့သူတို့အနေဆုံးပဲဒါပေမဲ့သူအများဆုံးပဲအများဆုံးအများဆုံးအများဆုံးသူကဥမာကနိုင်ဝက်အတွင်းမှာသူတစ်ခေါက်ဆူလိုက်တယ်ဆူဝက်အဲ့ဂျားထဲမှာမှာသူအကောင်းဆုံးတစ်ခေါက်ဆူဝက်ဆိုတော့လည်းအဲ့ဂျားထဲမှာသူပြန်ဖောက်ပြန်လိုက်တယ် ဟုတ်ပါဘူးအပြူရိုက်တဲ့ဆိုနိုင်အလုံးလုံးပြောပြရအောင်တနင်္လာပြောပြရအောင်ဝင်ရတယ်တချင်းကကြတော့အသေးခွဲတချင်းများတဲ့သူဖြစ်တဲ့တို့ကြာမူကိုအဓိကယူပြီးတော့ကိုမကောင်းမှုလို့ထင်တဲ့အရာတွေကြတော့နည်းနည်းပြန်ပြန်တာပေါ့အဲဒါပေမဲ့တစ်ခေါက်ထဲရလို့တော့မဟုတ်ပါဘူးတချင်းတစ်ပုံးနဲ့တစ်ပုံးနဲ့ကတော့မတူဘူးပေါ့ဒါပေမဲ့အကြဆုံးပမာဏတော့တနင်္လာလောက်ကအများဆုံးကြာခဲ့ဘူးပါတယ်ပေါ့နော်ဆိုတော့တနင်္လာအများဆုံးကြာတယ်တနင်္လာအတွင်းမှာပဲအကောင်းဆုံးတချင်းတစ်ပုတ်ဆိုနိုင်နေပေါ့အဲဒါဆိုအဲ့ဒါအရင်တော့အရင်တော့အခုကျွန်တော်ပြောထားတဲ့ဟာတွေကတစ်ပုတ်ကို 9နာရီ6နာရီအော်အဲ့လောက်ရှိအောင်ဆိုလို့ဆိုပါညော်ကျန်တော့လာဘူးသူနဲ့မှစကားမပြောနိုင်တော့ဘူးလေးပါပုံတော့အဲ့လိုအဲ့အဲ့နှစ်ယောက်ရှိရအဲ့ရှိုင်းရှိုင်းရဲ့ဟိုကကျွန်တော်တငယ်ချင်းအကြောင်းနေပဲအဲဒန်နီယယ်ဆိုရဲ့ဒန်နီယယ်ဆိုအဲ့ဒါတွင်းနေတာတော်တော်ကြာပြီတွင်းနာကြာပြီတွင်းနာကြာပြီနောက်ကိုကြီးဟိုပြောရမယ်ဆိုတေးဆရာတွေကိုလည်း respect ထားရတာဗောနော်ဒီပထမတစ်ခုကကာကြီးရဲ့တခြင်းကာကြီးရဲ့တခြင်းကတော့ရှင်လျက်နဲ့ရေခဲတောင်မှာရိုက်ခဲ့တဲ့တခြင်းဆိုရင် 2019လားမသိဘူးနော်အဲဘောက်2021 2021မှာ Daniel Soa နဲ့ Vogel Guide အနေနဲ့ live လုပ်ပေးတာ MLA ရ live လုပ်ပေးခဲ့တယ်။အဲတုန်းက produce လုပ်တဲ့ video အဲ့ဒီအဲ့မှာ3နိုင်ကြာသွားတယ်။အဲ့တချင်းဆို3နိုင်ကြာတယ်။အဲအခု Shine ရဲ့တချင်းဆိုရင်သူကအရန်အရန် India traditional လို့ဘာမှပြောလို့ရမယ်အဲ့လို away whiteness ဆိုရဲလားဆိုတော့ဆိုရဲပါတယ်ပေါ့နော်အဲ့ဆိုရဲရင်ကျွန်တော်ပြင်ဆင်မယ်ဆိုပြီးတော့ edit ချင်းလေးတစ်ပုဒ်ရှိတယ်အဲ့ဒါကတော့9နိုင်ကြာခဲ့ပါတယ်ဟာဒါဆိုတကယ် why အမှတ်တရတယ်ယူရယ်နော်ဆိုတော့အဲ့ဆိုအခုချိန်ထိဒါတော့အပူမေးခွန်းပါအခုချိန်ထိဆိုခဲ့သမျှသချင်းတွေမှာဘယ်သချင်းကိုအကြိုက်ဆုံးလဲလို့ပြောရင်အကုန်ကြိုက်တယ်အကုန်ကြိုက်ကိုသားသမီးလိုပဲသားသမီးလိုဖြစ်နေအောင်အကုန်ကြိုက်တယ်အကုန်ကြိုက်ပြီးတော့အကုန်ကျဉ်တတ်တယ်ဘာလို့လဲလို့ပြောရင် ကိုဟာကိုဆိုပြီးကိုဟာကိုပြန်ဆိုဖို့ခက်ခဲတဲ့ဟာတွေလည်းအများကြီးထားခဲ့နိုင်တဲ့အတွက်လည်းချိန်တတ်တယ်။ဟုတ်ကဲ့။ဗာမီးပါအကိုအခုလိုမျိုးပေါ့နော်အခုရဲ့ podcast လေးမှာအချိန်ပေးပြီးတော့ပါဝင်ပေးတဲ့ညီတော်ညီမလေးပေါ့အရန်ကျေးဇူးတင်ပါတယ်။ပုံပြီးလဲအောင်မြင်ပါစေလို့ဆုတောင်းပါကျွန်တော်လည်းဂျုံယောက်ကလည်းအရန်ကျေးဇူးတင်နေเนาะရန်ကုန်လာလို့ရှိရင်မြန်မာပြည်ပြန်ရောက်မနေလိုက်ပါနေရဒီချိန်လေးမှတွေ့ခွင့်ရကြအခုလည်းပြီးတော့မှာเนาะအမြန်ဖြတ်နေညီမလေးကလည်းကျေးဇူးတင်ပါတယ်ညီမလေးတို့ရဲ့ traditional လေးကိုခွေးခံစားပူသွားပြီဆိုတော့လေ ဒါရိုးရရိုးရဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်နေတဲ့အားလုံးလေးကျေးဇူးအများကြီးတင်ပါတယ်ဒီ podcast လေးကိုနှစ်သက်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာတကယ်လို့ Irene နဲ့ဆွမ်းထက်နဲ့နှစ်ယောက်ကိုလည်းအကြံပြုချင်တာရှိလို့ရှိရင် comment လေးမှာပြောခဲ့လို့ရပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ